ကြိုးစားတာကိုတရားအထုတ်တယ်လို့နားလည်ရမှာပေါ့အာယုန်တွေကိုတုံးချပြီးတော့မံကန်တဲ့အတိတ်တည်းဖြစ်အောင်ကြိုးစားတယ်ဆိုပေမဲ့ဒီတော့အာယုန်ဘက်ပေါ်မံကန်တဲ့အတိတ်ကြတော့အာယုန်ဘက်မှာလည်းမံကန်တဲ့အတိတ်ဖြစ်ရမယ်အာယုန်နဲ့ဓာရတိုက်လို့မရှိရကနေဖြစ်ပေါ်လာတဲ့စိတ်ဖြစ်ပေါ်မှုဘက်မှာလည်း မှန်ကန်တဲ့အသည့်ဖြစ်အောင်ကြိုးစားအမှန်ကန်တဲ့အသည့်တည်းဆိုတာကတော့မှန်ကန်တဲ့အသည့်ကပညာမဲ့ခင်ကိုပြောတာပေါ့မှန်ကန်တဲ့တည်းရတော့တမာတိမဲ့ခင်ပေါ့ဒါပေမဲ့ဦးဇင်းကမဲ့ခင်၈ပါးကိုပြောမယ်ဆိုရင်တီလာမဲ့ခင်လည်းပါတယ်။ဈာမဲ့ခင်ဆိုတာကဒီဟာအာဟုတုစိတ်ဖြစ်နိုင်ခြင်းရှိတဲ့ အလုတ်တွေကိုသူကဆွန့်လွတ်တာပေါ့ဥစဉ်တော့ဘာပဲလုပ်လို့ဥစဉ်တို့ဆောင်ရံနဲ့ရှောင်ရံဆိုတာရှိတယ်ပေါ့လူတယောက်တိုးတက်ဖို့ပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ပဲဖြစ်ဖြစ်ပေါ့တိုင်းပြည်နိုင်ငံတိုးတက်ဖို့ပဲဖြစ်ဖြစ်ပေါ့သူကလှုပ်ဆောင်ရမယ့်အချက်တွေရှိတယ်မလှုပ်ဆောင်ရမယ့်အချက်တွေပေါ့ရှောင်ကျင်ရမယ့်အချက်တွေဆိုတာရှိတယ် အဲပါဠိလိုပြောမယ်ဆိုရင်ဇာရိတနဲ့ဝါရိတလို့အင်္ဂလိပ်လိုဆိုရင် to do နဲ့ not to do ပေါ့သူတီလာဆိုတာကဥစဉ်တို့က not to do ပေါ့ရှောင်ကျင်အတ္တတွေကိုလည်းဥစဉ်တို့ရှောင်ကျင်ရတာပေါ့တရားထိုင်နေတော့ဥစဉ်တို့ကတတိတတိအတိတော့ကတ်တယ်ပေါ့လေကျန်တဲ့ချိန်မှာတော့ဥစဉ်တို့ကအပူလုတ်တွေအပူအပြောတွေအပူအစားတွေဒါတွေကိုမလျှော့ဘူး ။ဟိုကတော့လုံးရမယ်လို့ထင်နေတာပဲပေါ့လေ။အတိုင်းရှိကိုမသိဘူးပေါ့။ဘုံပြောတာပဲပြပြပေါ့။စားတော့ပဲပြပြပေါ့။ဒါရင်လောက်တာဟိုတော့စင်းတော့တော်ဘူးဆိုရင်လည်းတရားကမတိုးတက်ဘူးပေါ့။အဆောင်ရံနေမရဘူးပေါ့။ရှောင်ရံလည်းဥစဉ်တော့ကနှစ်ဖက်မြအောင်လုပ်ရမှာပေါ့။လူယောက်ကကျမ်းမာကြီးတော့လိုက်စားတယ်။ အကျမ်းမကြီးလှုပ်တယ်လေ့ကျင့်ခန်းကြီးလှုပ်တယ်ကျမ်းမကြီးနဲ့ညီညွတ်တဲ့ပေါ့စားတောက်တည်းကိုလည်းစားတယ်ပေါ့ဒါပေမဲ့တစ်ဖက်ကအရက်ပြန်တောက်နေရင်မရဘူးတို့။ဘာလို့ဆိုကျမ်းမကြီးနဲ့ညီညွတ်တယ်ဆိုတော့စားတောက်တည်းပြန်စားစားတောက်ပေမဲ့အရက်ကိုပြန်တောက်တော့အဲ့ဒီပြန်ပြီးတော့ကိုလှုပ်ထားတာတွေကိုပြန်ပြီးတော့ဖြက်စည်းတယ်လို့ပေါ့။စားတောက်ဟာရဖြစ်ခဲ့တာတွေကိုပြန်ပြီးတော့ဖြက်စည်းတာပေါ့။ ။ဘင်းကတရားထိုင်စဉ်မှာတော့ဟာတတိတမာကြီးတွေကောင်းအောင်လုပ်တယ်။အချက်လေးမှတော့မှအသွေးစိတ်မဖြစ်အောင်ကြိုးစားတယ်ပေါ့လေ။ဓမ္မကျန်တဲ့ချိန်မှာတော့ဆင်းကတွေးခြင်းတိုင်းတွေးဆွေးခြင်းတိုင်းဆွေးပြောခြင်းတိုင်းပြောပူခြင်းတိုင်းပူဆိုရင်မရဘူးပေါ့ကြွား။အကြမ်းမရင်းနဲ့ညီညွတ်တွေအစားတောက်တွေတော့စားပြီမဲ့ညာဘက်ကျတော့ရက်တောက်တော့အာရပစ္စည်းတဲ့ဓာတ်တွေကိုပြန်ပြီးတော့ရက်ကပြန်ခြေဖြတ်သွားတာပေါ့ အဲ့ဒီတဘောပဲပေါ့တဲ့တော့အာလူတယောက်ကစီးပွားဥစ္စာတွေတော့ရှာတယ်ပတ်စံတွေတော့ဝင်တယ်တစ်ဖက်ကပြန်သုံးဖြုံလိုက်တော့မစူးမိမဆောင်းမိတော့ဘူးပေါ့လေအဲ့ဒီတဘောမျိုးပေါ့အတ္တိတမာကြီးတွေကိုထိုင်တော့ကတော့ကြိုးစားတယ်ကျန်တဲ့ချိန်မှာတော့ဥစဉ်တော့ပေါ်ပေါ်ရောနဲ့ပြောရမှာပဲဆိုရမှာပဲဆိုပြီးတော့လုံနေတော့လေဥစဉ်တို့ဘဲစားပဲကြည်ပေါ့ဖြစ်နေမှာပဲမိစားတစ်ဖက်ရေမုတ်တစ်မှတ်ဖြစ်နေမှာပဲပေါ့ အလုတ်တင်တာကိုလုလောရမှာဖြစ်တယ်လို့ပေါ့သူကအတိဆိုတာကသူအတိုင်းရှိကိုသိတာပေါ့ဒါတော့အတိုင်းရှိကိုမသိဘူးပြောရမယ်ဆိုလဲဆွပြောနေတာပဲပေါ့လောရမယ်ဆိုရင်လဲဆွလုံနေတာပဲပေါ့စားမယ်ဆိုလဲဆွပြီးတော့ဟလာဒွေတာတဲ့ပူစားနေတာပေါ့အတိုင်းရှိကိုမသိဘူးသူကအတိုင်းရှိကိုသိတာလဲပညာပဲပညာဆိုတာအတိကိုပြောတာမံကန်နဲ့အတိတတိပေါ့ အဘလို့ဆောင်းရံရှောင်းရံနှစ်ခုလုံးကိုနားလည်ရမှာလဲဆိုတော့အဲ့ဒါအတိတတိကတော့ तू ကပြုလို့ရမှာကိုပြောတာတီလာကကြတော့ तू ကရှောင်းရမှာကိုပြောတာတမဝါစာဆိုရင် तू ကပြောတဲ့နဲ့စကားကိုပဲပြောတာအဖို့စကားတွေမပြောဘူးပေါ့မိမိသူတစ်ပါးအကျိုးမရှိမဲ့စကားတွေမပြောဘူးပေါ့ तू ကဒါတိတမာကြီးကောင်းလာတယ်ကိုယ့်အကူပြန်စဉ်းစားလို့ရတယ်မနေ့ကပြောခဲ့တဲ့စကားအခွန်တရားမှာ ဘနခုံးကမပြောဘဲနေလို့ဖြစ်လေဒီကိုဘောက်ပြန်စဉ်းစားကြည့်ပေါ့လေကမပြောဘဲနဲ့နေလို့ရတဲ့စကားတွေအများကြီးပဲပေါ့ကိုမပါဘဲနဲ့ဖြစ်တဲ့ကိစ္စတွေဘယ်နှခုရှိလဲကိုထားပါတော့မနေ့ကကိစ္စ၁၀ခုလောက်ခဲ့တယ်အဲ၁၀ခုလုံးကိုတကယ်ပါဖို့လိုအပ်လို့လားပြန်စဉ်းစားကြည့်ပေါ့ကြာမပါဘဲရောမဖြစ်ဘူးလားပေါ့ဒါဒါအတိပဲသူကစင်ကျင်တုံးတက်မှုတမာတင်ကပ်ပါပေါ့တို့ဆိုရင်တော့ ငါဘာမှဖြစ်မယ်ဆိုတာကြီးပဲမစုံနိုင်အောင်လုံနေရမှာပဲမစုံနိုင်အောင် ပြောနေရမှာပဲပေါ့အဲ့တော့မှန်ကန်တဲ့အတိတ်တိဆိုတဲ့အခါမှာပေါ့ဒါတီလာကိုနားလေတာလေပေါ့ဘာတွေပြောတင်နေဘာတွေကတော့လှုပ်တင်နေဘာတွေကတော့ငါမလှုပ်ဘဲနဲ့နေလို့ရတယ်စွန့်လွတ်လို့ရတယ်အဲ့ဒါနားလေတာလေပညာပဲပေါ့တီလာကိုနားလေတာလေပညာပဲ သူတို့ကတီလာယူမှာတီလာရတယ်လို့ထင်နေတာမမှန်တော့ဒီတမဝါစာတို့ဘာလို့ဆိုရင်ဒါတီလာမဲ့ခင်မဲ့လေဦးဇင်းတို့လောင်ငင်းတို့ကပဲဖြစ်ဖြစ်ပေါ့ဟလားကလေးဘဝဆေကျော်တက်ဘဝအသက်20ဘဝပေါ့ကိုပြောခဲ့တဲ့စကားတွေအလုပ်တွေကိုပြန်ကြည့်ပေါ့ဒါသုံးပုံနှစ်ပုံလောက်ကမလုံရင်မဖြစ်တဲ့အလုပ်တွေမျိုးမဟုတ်ဘူး ုံးပုံနှစ်ပုံလောက်ကပြောရင်တော့အပူလုတ်တီအပူစားတွေအပူပြောတွေနဲ့ပဲအချိန်ကုန်ခဲ့ကြတာပေါ့လူတွေကတရားလုံးဖို့အချိန်မရဘူးအချိန်မရှိဘူးဆိုတာကအီးအပူလုတ်တီနဲ့အချိန်ကုန်နေလို့ဇင်းတော့ကဒီမိမိရဲ့စိတ်ဓာတ်နဲ့တည်ညံပေါ့အတိနဲ့တတိကိုမြင်မာစေမဲ့အလုတ်တီကိုကြတော့လုတ်ဖို့အချိန်မရဘူးဖြစ်နေကြတာ ်တိလာဆရာကဒီအိဗယ်မရှိတဲ့အကျိုးမရှိတဲ့အလုပ်တွေကိုလုပ်တာကိုလည်းဒါရှောင်ကျင်တတ်တာတိလာပဲပုံမှန်အမြင်တော့ဦးစင်းတို့အာဟုတုဖြစ်စီမဲ့ဒါကာယကံဝစီကံတွေကိုမလုပ်တာတိလာလို့နားလေတာပေါ့အဲဆိုအပိုလုပ်တွေကိုလုပ်ရင်အပိုပြောတွေကိုပြောရင်အဲ့ဒီမှာအာဟုတုကပါသွားတာပဲတမဝါစာမဖြစ်တော့ဘူးတမအာဇီဝမဖြစ်တော့ဘူးတမကမ္မနာမဖြစ်တော့ဘူး ။တီလာဆိုတာရှောင်ကျင်ရမယ့်အပိုင်းပေါ့။ရှောင်ကျင်တယ်ဆိုတာတတ်တာခိုးတာရှောင်ယုံနေတယ်မပြီးသေးဘူးပေါ့။တတ်တာခိုးတာရှောင်ကျင်တာတော့အပယ်ဆင်းရဲမရောက်အောင်ပေါ့။ဝိပဿနာအတိတ္တိတွေနောက်ဆုံးမဉ္ဇဉ်ပုညံတိပေါ့။တလန်းနေဆိုရင်တော့ဥစဉ်တို့ကဒီဆောင်ရံကိုလည်းနားလည်ရမယ်ရှောင်ရံကိုလည်းနားလည်ရမယ် ဒါပန်ကန်နဲ့အတိဖြစ်ဖို့ပေါ့နောက်တစ်ခုကဥစဉ်တို့ကပါလဲဆိုတော့ဥမာတရားတိုင်ရင်မလှုပ်နဲ့ဆိုရင်ဥစဉ်ကမလှုပ်တာကိုပဲမဲတယ်နှစ်နာရီထိုင်နေတယ်ဆိုရင်အဲ့နှစ်နာရီထိုင်နေတာကိုပဲဂုံယူနေတယ်နှစ်နာရီမထိုင်နိုင်တော့ဥစဉ်ကစိတ်ပြက်တာပေါ့ဒါဘာလို့ထိုင်တာလဲအဲ့အတွေးစိတ်ဘုန်းကြီးကမတွေးနဲ့ဝင်လေတွက်လေပါပဲရှုဆိုရင်ဥစဉ်တို့ကအဲ့မတွေးပဲနဲ့ဝင်လေတွက်စိတ်ထားနိုင်တာကိုပဲဥစဉ်တို့က ဓိကလို့ထင်နေတယ်။သူကအဲ့မှာဥတီချက်တွေရွယ်ချက်တွေရှိတယ်။အဲ့ဒါဥစဉ်တော့သဘောမပေါက်ဘူး။ဥမာတရားကြိုင်ရင်ကမလှုပ်ဘဲနဲ့အချိန်ဆတဲ့အထိတီးခမ်းဆိုတာကသူကသူကမလှုပ်တဲ့အခါမှာပေါ့လေပြောချင်တာကတော့မလှုပ်ဖို့အဓိကမဟုတ်သူကဒီကအခက်အခဲပြဿနာတခုဖြစ်လာရင်ဥစဉ်တော့အလွယ်ဖြေရှင်းလိုက်တယ်။အရင်လှုပ်လိုက်တယ်ပေါ့ရရင်ကုတ်လိုက်တယ်ပေါ့။ဒီနေ့သမင်းစားလို့ဒီနေရာမှာမကောင်းရင်ဆိုရင်ကောင်းမှုဆိုရင် ောင်းလေးကိုင်ဆိုင်မှာပြဿနာပေးမှားလိုက်တယ်ပေါ့။ဦးဇင်းတို့ကအခက်ခဲပြဿနာကိုအလွယ်ပဲပေါ့။စိတ်အလိုတွေနဲ့ပဲသူကဖြည့်ရှင်းနေတဲ့အကျင့်ကိုဦးဇင်းတို့ကတကယ်ကဆွတ်လွတ်ဖို့အတွက်ပေါ့။ဟောတရားလေးထိုင်နေပြီဘုန်းကြီးရှိမှအလွယ်တကူလည်းလှုပ်လို့မရဘူး။ညောင်းတာလည်းဖြစ်နေပြီဆိုတော့အဲ့ညောင်းတာကြီးကိုဘယ်လိုဖြည့်ရှင်းမလဲပေါ့။လှုပ်လိုက်ရင်တော့ဒါချက်ချင်းပျောက်သွားတာပဲလေ။ဒါကတော့ဘာမှမခက်ဘူး။ ဒီကညောင်းလို့လှုပ်လိုက်တယ်ဆိုတာဒါဘာမှခက်ခဲတဲ့ပြဿနာမဟုတ်ဘူး။ဒါပေမဲ့ဦးဇင်းတော်ကဒါဆိုရင်ဘာလို့မလှုပ်ခိုင်းတာလဲစဉ်းစားပါပေါ့။တော့မလှုပ်တာအကုသို့ရတာမျိုးလည်းမဟုတ်ပြန်ဘူး။မလှုပ်တာအကုသို့ရတယ်ဆိုရင်စေယုံဘဝလူမမာတွေလေဖြတ်တဲ့လူမမာတွေအကုန်ကုသို့ရကုန်မှာပေါ့။အကုန်နိဗ္ဗာန်ရောက်ကုန်မှာပေါ့။ဒါဆိုရင်မလှုပ်ခိုင်းဘာလို့မလှုပ်ခိုင်းတာလဲသူကစဉ်းစားမှာ။မလှုပ်လို့ကုသို့ရတာမျိုးလည်းမဟုတ်ဘူး။အဲ့ဒါဖဲရိုက်တဲ့သူတွေမလှုပ်ဘဲနေကြပဲဒီအချိန်တညာလုံးပေါ့သူဒီအောင်ပဲအာယုံမိနေတာပဲ မတွေးမို့ဆိုလည်းဒီတိုင်းမဟုတ်ဘူးလေဖဲရိုက်ရင်လည်းသူကဒီထဲမှာပဲအာယုံနစ်နေတာပဲဒီနံပါတ်တွေပဲသူလျှောက်တွေးနေတာမဟုတ်ဘူးဟိုအာယုံဒီထဲမှာနစ်တိုင်းလဲတကယ်ကောင်းတယ်လို့မထင်နဲ့ဥစဉ်တော့မလှုပ်ဘဲနေနိုင်တိုင်းလဲဒါမဲခင်လန်းလို့မထင်နဲ့ဒါဘာအတွက်လောက်ရတာလဲအဲ့ဒါအသိပေါ့သူကစဉ်းစားရတာပေါ့သူမှန်ကန်တဲ့အသိဆိုရင်သူကစဉ်းစားတွေးခေါ်မှုလဲပါတယ်ဥစဉ်တော့မလှုပ်နေဆိုရင်မလှုပ်ပဲပဲတည်တာပဲလှုပ်မင်းအပြည့်မလှုပ်ဘဲနေနိုင်ရင်ငါဟုတ်လာပြီငါ ဟိုနိဗ္ဗာန်ရောက်တော့မယ်ထင်နေတယ်။အဒီအာယုန်ထဲမှာစိုက်ထားဆိုရင်လည်း तू ကစိုက်နိုင်ဟုတ်လိုက်ပြီထင်နေတယ်။ဟဲ့လား။အာယုန်စိုက်တိုင်းလည်း तू ကအတိညာပါမလေ तू ကဘာလို့ဒီလိုလှုပ်ခိုင်းတာလဲဆိုတော့ဥမာမလှုပ်ခိုင်းဘူးဆိုရင် तू ကဘာလဲဆိုတော့ तू ကအလွယ်ဖြည့်ရှင်းလို့မရတော့ဘူး तू ကအဲ့တော့ဘာနဲ့ဖြည့်ရှင်းရမလဲဆိုတော့ तू ဒီနှလုံးသွင်းမှုနဲ့ပဲပေါ့ ဒီကိုရဲ့သဘောထားခံယူချက်နှလုံးတင်းမှုနဲ့ပဲသူကဖြည့်ရှင်းရတော့မယ်သူကဒီအခက်ခဲတစ်ခုကြုံလာပြီပေါ့ညောင်းလာပြီလှုပ်လို့လည်းမရဘူးတခြားပြင်လို့လည်းမရဘူးဆိုတော့ဘယ်လိုဖြည့်ရှင်းလဲဆိုတော့အဲ့မှာသူကဒီကိုရဲ့တတိဝရိယတိခံဆိုင်အားရင်းနဲ့သူကဒီအခက်ခဲပြဿနာတစ်ခုသူကဖြည့်ရှင်းလိုက်တာပေါ့အလွယ်မဖြည့်ရှင်းတာမဟုတ်ဘဲနဲ့တိခံမှုနှလုံးသွင်းမှန်မှုအတိတတိတွေနဲ့သူကဖြည့်ရှင်းလိုက်တာပေါ့သူကအဲ့ဒီအကျင့်ကိုသူကတည်တယ်ကတိဆောက်တာ ညောင်းတာလေးခံနိုင်ရင်ရှိဖို့တယ်မဟုတ်ဘူးပေါ့အဲ့အခက်အခဲတခုကြုံလာပြီဆိုရင်အလွယ်ဖြေရှင်းတာမျိုးမဟုတ်ဘဲနဲ့ပေါ့မှန်ကန်တဲ့အတိတတိနဲ့နှလုံးသွင်းမှုနဲ့တီးခံနိုင်မှုနဲ့ဘလို့ဖြေရှင်းမလဲပေါ့အဲ့ဒါကိုတကယ်ကတော့တင်ကြတာပဲအဲ့တင်ကြမှုမှာဒါပါတော့ဒီညောင်းတာနာတာကိုအလွယ်တကူလှုပ်ခြင်းနဲ့မဖြေရှင်းတော့ဘူးမှန်ကန်တဲ့အတိတတိနှလုံးသွင်းမှန်မှုပေါ့လေ တိခဏနိုင်မှုလက်ခံနိုင်မှုအဆက်တန်းနေနဲ့ဖြည့်ရှင်းနိုင်ပြီဆိုရင်ဥစဉ်တော့နေ့စဉ်ဘဝမှာလည်းအဲ့ဒီတိုင်းပဲတော့အာဒီနေ့စားတော့အိမ်မှာချက်တာမကောင်းလဲဆိုပါစို့အာဘယ်ဆိုင်ကောင်းလဲအာဟိုဆိုင်သွားဝယ်ပါဦးဟိုဆိုင်သွားစားမယ်အဲ့လိုပေါ့လောဘလိုနဲ့မဖြည့်ရှင်းတော့ဘူးဒါဝယ်စားတင်းရင်လည်းဝယ်စားမယ်ပေါ့လေထားပါတော့ပြောရင်တော့စိတ်လိုနဲ့အလွယ်တကူဖြည့်ရှင်းတာမျိုးမဟုတ်ဘဲနဲ့ပေါ့တိခဏနိုင်မှုလက်ခံနိုင်မှုနှလုံးသွင်းမှန်မှုတွေနဲ့ အတိတ်တတိတွေနဲ့ဖြည့်ရှင်းနိုင်တဲ့အကျင့်ကိုတွေကတိဆောက်တာ။နှစ်နာရီတိုင်းနဲ့သုံးနာရီတိုင်းနဲ့ဆိုတော့အဲ့ဆရာတော်ကြီးတွေတော့မှဒါအသက်ကြီးလာရင်မထိုင်နိုင်တော့ဘူးလေ။တွေကထိုင်နိုင်ဖို့ကျင့်တာမဟုတ်ဘူး။အခဲအခဲတကူအစင်မပြေဘူးကြုံလာရင်အလွယ်တကူလောဘအလိုမိမိစိတ်ဆန္ဒအလိုနဲ့မဖြည့်ရှင်းတော့ဘဲနဲ့နှလုံးသွင်းမှန်မှုအတိတ်တတိတိခံနိုင်စွမ်းအားတွေနဲ့ဘယ်လိုဖြည့်ရှင်းရလဲဆိုတော့တွေကတင်ကြတာ။ဒီလိုနားလည် တို့ဒီဝဲပေါ့အစင်းတော့တရားတိုင်မတွေးနဲ့ဆိုရင်မတွေးဘဲနဲ့ဒီခုထဲမှာပဲနှစ်ထားနိုင်အောင်ကြိုးစားနေတာအစောလို့ပေါ့တွေးအိမ်အိမ်ချောင်းတွေးရဲဆိုရင်မတွေးအောင်စာဖတ်မယ်တဲ့ဒီကအာယုန်ဒီခုထဲမှာပဲနှစ်ထားအောင်ဒီကလောက်တာမဟုတ်ဘူးတို့ဒါစင်ပါလို့မတွေးခိုင်းတာလဲဆိုတော့ဒါစဉ်းစားကြရပဲဒီကမနှောတော့တာရှိရင်အတွေးစိတ်ကပေါ်မှာပဲကိုမတွေးအောင်ဗလမင်းနဲ့နေနိုင်ပါလေဒီကအတွေးအာယုန်ဓမ္မအာယုန်တွေဆိုတာလဲပေါ်မှာပဲဒီကမတွေးအောင်ကျင်းလို့မရဘူးမလှောက်အောင်ကျင်းလို့မရဘူး ကာလာတခုတော့ရရင်ရမှာပေါ့ပြီးရင်လှုပ်ရမှာပဲလေတွေးမှာပဲလေဦးဇင်းတော့မပြစ်နိုင်တာကြီးကိုကျင့်ပြီးတော့မှအဲ့ဒါကြီးကိုမဲခင်လမ်းကြောင်းလို့ထင်တယ်ဒါဆိုရင်ဘာလို့လှုပ်ရတာလဲဆိုတာကိုဒါစဉ်းစားရတာပေါ့အဲ့တော့စဉ်းစားတော့တွေ့ပါလေဆိုတော့ဦးဇင်းတော့ဒီအတွေးဆိုတာကတွေ့ဒီပြစ်ဆုံးဟိုပါပေါ့လေအစွဲအာယုံတခုမှမျောမျောသွားတာတွေ့တကယ်ကတော့အတွေးဆိုတာက တိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေမနေ့တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေတော့သူကအာယုံလာတိုင်အဲ့ဒီဘက်ကိုမျောမျောပါတယ်အခုဖုန်းပြောကြည့်ဖုန်းထဲကနင်းတော့ဘယ်သူကတော့ဟာဘယ်လိုပြောနေပြီနင်းမကောင်းကြောင်းနေပြောမိဆိုအဲ့မှာမျောပါသွားတော့မယ်အားခါတဲ့အဲ့ဒီအကြောင်းတွေပြောလို့မဆုံးတော့ဘူးဒီခါတဲ့15မိနစ်နာယူကတနာယူလည်းမပြီးတော့အဲ့မှာပြန်ဖြတ်ရတာသူကဩငါလောဘဇောရင်နဲ့ပါသွားပါလားဒီစကားနောက်မှာမျောပြီးတော့ဒေါသတွေလိုက်ထွက်ပါလားဆိုတော့ဆိုပြီးအဲ့မှာအတိဝင်ရမယ် တရားနိုင်တော့တွေးတော့ပဲလိုက်ပြီးတော့မတွေးရဘူးဆိုပြီးတော့အတိဝင်ရမှာမဟုတ်ဘူးတွားလူရအဲ့ဒီပေါ့ကိုအစွဲအာယုန်နေမှာမျောမျောပြီးတော့တွေးနေတတ်တာပေါ့လေပြောရင်တော့အာယုန်နောက်ကိုပါပါသွားတာပေါ့အာယုန်ဆိုတာအဲ့ဒီအစွဲအာယုန်ပေါ့အမနဲ့တော့တရားရောက်နေဒါပါတော့အဲစကားပြောတာအစမပြေဖြစ်ခဲ့တယ်ဆိုတရားနိုင်တော့အဲ့ဒီအတွေးနဲ့ မျောမျောတာတယ်အဲ့ဒါမှဥစဉ်တော့တတိပြန်ကတတိယပြန်ပေါ့အာယုန်နေနောက်မှာလောဘဒေါသနဲ့စီးမျောသွားတာကိုပြန်ပြန်ပြီးတော့သူကတတိပြန်ဝင်အောင်အတိပြန်ဝင်အောင်လုပ်တဲ့သဘောတကယ်ရတော့စိတ်ကြီးကိုတဏှာမှာနှစ်ထားဖို့အဓိကမဟုတ်ဘူးနှစ်ထားဖို့ဆိုရင်သူတို့ကပကြီးစရာတွေဖဲသမားတွေဒီလိုပဲနှစ်ထားနိုင်တာပဲသူတို့လည်းဒါဇံဝင်တယ်လို့ပြောတာပဲဇံဆိုတာတကယ်ရတော့တမာတိပဲ တို့လည်းတမာတိတည်တာပဲဒါပေမဲ့တမာတမာတိမဖြစ်ဘူးအပြောရင်ကတော့ဘာလို့ဝင်လေတွက်လေအာယုံကိုမိအောင် လုပ်နေရလဲဆိုတော့ဒါစကားပြောရင်ပဲဖုံးပြောရင်ပဲဦးစင်းတို့ကစိတ်ဆိုးစရာပြောရင်လည်းအဲ့စိတ်ဆိုးစရာမျောတာပေါ့ငငယ်တော့ကအာကျင်တူးစရာတွေပြောရင်လည်းဟာဟုတ်တယ်ဘာဖြစ်တယ်နေရတော့ဘယ်လိုပဲအဲ့ဒါနဲ့အချိန်ကြီးကုန်တော့တူတာ အဲ့မျောမျောပါသွားတဲ့ဒီအကျင့်ပေါ့ဟာအစားတော့ခုလာကြွရင်ဟာငါငါကြိုက်တာလေးဝယ်လာတယ်စသည်ဖြင့်ပေါ့ဟာမျောပြီးတော့သူကဟာ ခံစားမယ်ဟာတချို့ဆိုရင်ဒါအစားတောင်းညမ်းနေဆိုတာလေအဲ့တဘောမျိုးပဲပေါ့လေကိုနှစ်တက်တဲ့အာယုံတွေ့ရင်ဦးစင်းတို့ဟာဘုရားရှင်ကတော့ဒါမွေအဖောက်မျိုးတလိုပဲတဲ့ဒါဥပဒေကကတ်သွားတာသူကမွေအဖောက်တွေ့ရင်ဒီခါလေးမလွတ်တန်းခဲတယ်လို့ပဲဦးစင်းတို့ဟာဒီအာယုံတစ်ခုလာတိုက်ပြီဆိုရင် င်းတော့မျောမျောပြီးတော့အဲ့အာယုံကိုခဲတာပဲကိုနဲ့မတည့်ထားတဲ့လူအချောင်းကိုများအဲ့ဒီလူကတော့နင်ချောင်းတွေဟိုမှာဟိုဟိုမှာဘယ်လိုပြောနေပြီဟဲ့ဆိုတာအဲ့မှာပါသွားပြီအဲ့မှာပြောပြီပြောပြီအဲ့ဒါအဲ့ချိန်မှာတတိပြန်ကအဲ့ဒီကဘောကသူကတရားထိုင်တော့ကသူကအကျင့်လုပ်ထားတာကိုသူကပြန်ပြီးတော့သူကအတုံးချတဲ့သဘောသူကသူကတရားထိုင်မှများရင်သူကတွေးတယ်ပထမတော့တွေးတွေးချင်းမတည်ဘူးသူက တွေးတယ်တွေးတယ်ပြီးတော့မှအော်တတိယသွားတယ်အော်ငါအတွေးလွန်သွားပါလားပြန်နှာဒီဝါကိုပြန်အာယုံဆိုင်ပထမပိုင်းတော့ကြာကြာလေးတွေးပြီးတော့မှတတိယတယ်ပေါ့နောက်ပိုင်းနောက်ပိုင်းကျတော့သူကတွေးတွေးချင်းသူကပါလေချက်ချင်းတိတယ်ချက်ချင်းတော့ဝင်နေတွက်လေးကိုပြန်အာယုံဆိုင်တယ်သူကအဲ့ဒါဘာလုံးနေတာလဲဆိုတော့အဲ့မျောမျောပါသွားတဲ့အကျင့်ကိုပေါ့ချက်ချင်းတိပြီးတော့အတိပြောင်းဝင်အောင်လုပ်တာတကယ်တကယ်လူရင်းကဒါပဲ မတွေးဖို့ကျင့်တာမဟုတ်ဘူးအာယုန်တစ်ခုထဲမှာနှစ်သားဖို့ကျင့်နေတာမဟုတ်ဘူးအာယုန်တစ်ခုထဲမှာနှစ်သားရင်ကိုယ်ဝါဒနာပါရတစ်ခုခုလုံနေအဲ့ဒါအဲ့အဲ့အာယုန်တွေရောက်နေတာပဲအပြောရင်ကတော့ဦးဇင်းတို့ကအစားဆိုရင်အစားဦးဇင်းတို့ဆိုရင်ဒါတချင်းရင်ကကြိုက်တယ်ကိုကြိုက်တဲ့တချင်းလေးကြားလိုက်တာနဲ့မျောသွားတာပဲဟာအော်နားဆိုင်ထောင်မိတယ်ဒါခါလေးအဲ့ဒီတချင်းနဲ့ပတ်သက်ပြီးတော့ အရင်တော့အဖြစ်တည်းရှိပြန်ပေါ်လာတာပဲချက်ချင်းသွားဩအဲ့ဒီမှာတတိပြန်ကတ်တယ်ဩဒီတန်နဲ့ပတ်သက်ပြီးတော့မျောလာပြီဆိုတာသွားဘာလို့အတိတတိပြောင်းဝင်လာလဲဆိုတော့တရားဆိုင်တော့အကျင့်နေကိုတရားဆိုင်တော့တွေးတွေးရင်းတိတဲ့တတိကတဲ့အကျင့်ကိုလှုပ်ထားတော့အဲ့ဒီအကျင့်ကသူကပြန်ကျေစုပြုတာပေါ့ဥပါနေတရားပစ္စည်းပဲညတင်တာတွေးတွေးချင်းတတိကတဲ့အတိလိုက်တဲ့ဆိုတော့တရားဆိုင်တော့အကျင့်ဟာ အခုကြိုက်တဲ့တချင်းတန်လေးလဲကြားလဲကြားဟာကောင်းလိုက်တာဆိုပြီးတော့ခံစားတယ်ဟင်တော့အဖြစ်ဒီပြန်မြင်အောင်နေအဲ့ဒါကိုသူကအတွေ့ထဲမှာမျောတာကိုချက်ချင်းသိတယ်တတိကနိုင်တယ်သူကအဲသူကအဲ့လိုဖြစ်ဖို့ကြင်တာတကယ်တော့တွေးတွေးချင်းသိဖို့ပေါ့ရင်းတော့တရားနိုင်ရင်လည်းမတွေးနဲ့ဝင်လေတက်လေကိုကတ်ဆိုရင်လည်းသူကအဲမတွေးတာပဲသိတယ်သူကတွေးမိရင်သူကအပြစ်ဝင်လေထွက်လေကိုတိမှသူကအာတရား အကောင်းနေပြီပေါ့လေသူကဒီလိုထင်တာမမှန်တော့မဟုတ်ဘူးသူကဒီအာယုန်တွေကိုလိုက်ပြီးတော့မျောပြီးတော့ခံစားရင်သူခံစားအောင်ပါပဲမြင်နေတတ်မှတ်တယ်ခံစားတယ်ဆွဲလန်းတယ်ဆိုတာလေပြိစ္ဆာန်ဘုပ္ပကလဲအောင်ပါပဲသူကယန္တာမပြင်းတော်တာပန်လေလဲသေးတာပဲသူကလဲလို့လဲသူကတော်တာပန်ခုနှစ်ဘဝဘဝခန္ဓာတွေဥနာတိတွေဖြစ်သေးတာပေါ့ဒါပေမဲ့တော်တာပန်ကျတော့ချက်ချင်းတည်တယ်သူကမျောမျောချင်းချက်ချင်းတည်တယ်ခံစားရင် ချက်ချင်းပဲ အတိလိုက်တယ်တတိကတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီတရားထိုင်တော့အကျင့်ကိုသူကပြန်ပြီးတော့ကျေစုပြုအောင်အတုံးချနိုင်တယ်ဥစဉ်တော့တရားထိုင်တာတက်တက်တရားထိုင်ရင်တော့အသွေးလေးတစ်ချက်ပြင်တော့မှလက်မခံနိုင်ဘူးကျန်တဲ့ချိန်မှာတော့ဥစဉ်တော့မျောနေတယ်တွေးနေတယ်ပျောနေတယ်ဆွေးနေတယ်အော်ဒီတော့ဒီတရားထိုင်တာကလက်တွေ့ဘဝကိုအတုံးမချနိုင်တဲ့အတွက်တရားတွေထိုင်ပြီမဲ့လေဒီကိရိတာတွေကို တကယ်မစွန့်နိုင်ဘူးပေါ့ဘာလို့လဲဆိုတော့တကယ်ဦးဇင်းတော်ကနားမလဲဘူးပေါ့အလုတ်စင်ဘူးပေါ့ကျင့်တာကျင့်နေတယ်ဘာကြောင့်လဲဘာရွေးချက်လဲဆိုတဲ့အတိမလာဘူးသူကမလှုပ်ဆိုမလှုပ်တာပဲပဲဦးဇင်းတော်မဲတာပဲလှုပ်မိအပြစ်မလှုပ်ပဲတိုင်တိုင်ငါတော်ပြီဟုတ်လားပြီဒီလိုထင်နေတာဘာကြောင့်လဲဘာအတွက်လဲဆိုတာတွေကိုသဘောပေါက်ဖို့လိုတာပေါ့အဲ့ဒါကြတော့ပညာသွား အမလှုပ်မဲနဲ့ဟာဝင်လေတွက်လေဝဲမှန်အဲ့ဒါကပြောဖို့လွယ်တယ်ဒီအဲ့ဒါတွေကလေဒီကကျင့်ဖို့လွယ်တယ်နောက်အလေးကျင့်လုပ်ပါများရင်ဖြစ်သွားတာပဲအဲ့ဒါတွေကိုနေစဉ်ဘဝမှာပြန်သုံးချပြီးတော့ဟုတ်လားဒီကိရတာတွေကနေအလွတ်ရုံးဖို့ကြတော့ပညာလိုတယ်တွာအတိလိုတယ်ဒီတော့တခုဖြစ်ခြင်းကတခုကိုစွန်ပြီးသားဆိုတာလည်းနားလေရတယ် ာလောဘစိတ်ဖြစ်တာဟာလောဘကိုစွန်ပြီးတာလောဘစိတ်ဖြစ်နေရင်လည်းသူကအာလောဘစိတ်တွေတတိဖြစ်ခွင့်နေဦးသူကစွန်ပြီးတာဖြစ်နေကုသိုလ်တရားတွေဖြစ်နေတာဟာအာကုသိုလ်တရားတွေကိုစွန်ပြီးတာဖြစ်နေအာကုသိုလ်စိတ်တွေဖြစ်နေရင်ကုသိုလ်တရားတွေပြုလုပ်ခွင့်တွေကိုစွန်ပြီးတာဖြစ်နေဒုက္ခဝေဒနာပေါ်ရင်ဒုက္ခဝေဒနာကိုစွန်ပြီးတာပဲဒုက္ခဝေဒနာပေါ်လာရင်ဒုက္ခဝေဒနာကိုဒါစွန်ပြီးတာပဲ ပြပိတာပဲပေါ့ဒုက္ခဝိညာဉ်အရာယမုတ်စင်းတော့တတိတမာတိကနိဝရဏတရားကိုပယ်တယ်ဆိုတာတတက်ကြီးပယ်တာမဟုတ်ဘူးတတိထားနေတာကအတွေးလွန်တာ၄နောင်သားဆိုတဲ့ကုက္ကုဆာ၄ဖြစ်တာ၄ပြင်းဤထိုင်းမိုင်းတာ၄ကိုယ်ဟာလိုချင်တရားလိုချင်ဆိုတဲ့ကာမဆန္ဒနိဝရဏတွေအဲ့ဒါတွေကိုသူကပယ်ပြီးသားဖြစ်နေတယ်။ကိုယ်ကလိုက်ပယ်တာမဟုတ်ဘူး။အဲ့တတိထားနေတာကအတွေးလွန်တာတွေ အတိတ်ကိုပြန်တွေးပြီးတော့နောင်တရတာဒီဘဝလိုချင်တရားလိုချင်ဆိုပြီးတော့ခံစားကျင်တာဒီအဲ့ဒါတွေကိုစွန့်ပြီးသားဖြစ်နေတယ်အဲ့ဒီဘောမျိုးပဲပေါ့တူပါတတိ15မိနစ်ထားရင်အဲ15မိနစ်တူပါအာဟုတို့ဖြစ်ခွင့်တွေကိုစွန့်လွတ်ပြီးသားဖြစ်နေတို့တွေပဲဦးဇင်းတို့ကနိုင်ယူကဖုန်းပြောနေမယ်နိုင်ယူကဒေါသတကြီးနဲ့ဟဲ့လားပြောဆိုနေမယ်ဆိုရင်လည်းအဲ့ဒီအချိန်မှာတတိတရားတွေကုတုတရားတွေကိုပြန်ဆွတ်လွတ်နေတယ်လို့ဖြစ်နေတယ် ။ဆောင်ရံကိုလည်းနားလည်ရမယ်။ရှောင်ရံကိုလည်းနားလည်ရမယ်။ဒါတော့မှဥစဉ်တော့ဟာတကယ်တိုးတက်မှုပေါ့။တရားရဲ့အကျိုးကျေးဇူးကိုတကယ်ထိတိယောက်ယောက်ခံစားနိုင်မယ်ပေါ့။နိုးစုံစမတရားကိုခတ်တယ်ပဲထင်တယ်။မမတော့သူ့ရဲ့ကီးကိုမတည်ဘူးပေါ့။သူ့ရဲ့အချက်ကိုပိုင်ပိုင်နိုင်နိုင်တည်တာပညာပေါ့။အချက်ကိုမတည်တော့ခတ်တယ်ထင်ရတာပေါ့။အချက်ကိုတည်ရင်လည်းဥစဉ်တော့ဟာ ခက်တယ်လည်းမဟုတ်ဘူးလွယ်တယ်လည်းမဟုတ်ဘူးသူအကြောင်းတရားပြည့်စုံအောင်လုပ်ရင်သူအကျိုးတရားဒုတတ်မှုဆိုတာလည်းဒါဖြစ်လာတာပဲ